မောင်းတော်မြို့နယ်တောင်ပိုင်းအလဲတန်းကျော်ကဲချင်မှာစီမံချက်နဲ့ငါးဖမ်းလေတွေကိုမှတ်ပုံတင်ပြုလုပ်ပေးတာအပါအဝင်လက်ရှိအချိန်အထိငါးဖမ်းလေစုစုပေါင်း400ကျော်မှတ်ပုံတင်ပြုလုပ်ပေးပြီးဖြစ်တယ်လို့မောင်းတော်ခရိုင်ငါးလုံငန်းဦးစီးဌာနကသိရပါဗျ။ စီမံချက်နဲ့ငါဖမ်းလေတွေကိုကွင်းစင်းမှတ်ပုံတင်ပြုလုပ်ဆောင်ရွက်တာကိုဇန်နဝါရီလ17ရက်နေ့ကနေဇန်နဝါရီလ20ရက်နေ့အတွင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာရုံးမှလာရောက်မှတ်ပုံတင်လုပ်တာတွေအပါအဝင်ငါဖမ်းလေစုစုပေါင်း440ကျော်လာရောက်မှတ်ပုံတင်ခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ24ရက်နေ့အထိမြင်းကောင်ရီ20အထက်ဆက်တက်လေ83စီးနဲ့မြင်းကောင်ရီ20အောက်ဆက်လေက203စီးနဲ့ဆက်မဲ့လောင်းလေ162စီးမှတ်ပုံတင်လုပ်ပြီးဖြစ်တယ်လို့မောင်းတော့ခရိုင်ငါးလုံငယ်ဦးစီးဌာနဦးစီးမှုဦးနိုင်ဝင်းသိန်းက ပြောပါရယ်ဇန်နဝါရီလ17ရက်နေ့ကအစတင်ကမောင်းတော်မြို့နယ်တောင်ပိုင်းရေလုံငဲလောက်ကိုင်းတဲ့ခြေရွာတွေဖြစ်တဲ့မောင်နီခြေရွာပညောင်မင်းကြီးခြေရွာအလဲတန်းကျော်ခြေရွာမြင်းလွတ်ခြေရွာအင်းတင်ခြေရွာစတဲ့ခြေရွာတွေမှာငါးဖက်လေလိုင်စင်တက်တန်းတိုးတာနဲ့အသစ်ပြုတ်လောက်တာတွေကိုပြည်နယ်ရေးကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမြို့နယ်ထွေအုပ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ငါးလုံငယ်ဦးစီးဌာနနဲ့ငါးဖက်ရေရင်အသင်းတို့ကပူးပေါင်းကွင်းဆင်းပြုတ်လောက်တာဖြစ်တယ်လို့သိရပါဗျ။ ငါးဖန်းထွက်မဲ့လေသားတွေမှာနိုင်ငံသားစီစစ်ခံရမဲ့သူရဲ့တက်တေကန်ကပ်ပြား Identity Card for National Verification MVC ကပ်ပြားပါရမှာဖြစ်ပြီးညမထွက်ရအမိန့်လည်းရှိနေသေးလို့ရေလုံသားတွေအနေနဲ့ငါးဖန်းထွက်ဖို့အဆင်မပြေသေးပဲအခက်အခဲရှိရလို့ပြောကြကြအောင် ရေလုံသားကတ်ကလည်းပိုင်ရှင်နဲ့ပယ်နင်းလောက်ကိုသာလုပေးထားသေးပြီးကျန်တဲ့ရေလုံသားတွေစရင်တက်လာမှကွင်းစင်းလုပေးသွားမယ်လို့မောင်တော်ခရိုင်ငါးလုံးငယ်ဦးစည်းဌာနဦးစည်းမှုက ပြောပါရယ်မောင်တော်မြို့နယ်အတွင်းမှာရှိတဲ့ငါးဖမ်းဆက်လီတွေမှာကံဝင်းငါးဖမ်းလုပ်ငန်းတွေဆောင်ရွက်မှုမရှိတဲ့ကဲနီငါးဖမ်းရေရေဆက်တက်အစင်းရေ300ကျော်ရှိကတပိုင်းတနိုင်ငါးဖမ်းဆက်လီဆက်မဲ့အစင်းရေ1300ကျော်ရှိရလို့သိရပါရယ်